ညနာမြင်ချစ်ခင်ပါစေပြည့်ရတယောက်နဲ့တယောက်ဟုတ်ကဲ့ပါအကြည့်တယောက်စစ်ကြည့်ပါမိမတယောက်ရဲ့အမုံထက်ယောက်ျားရဲ့အမုံလဲပြင်းပါနဲ့အမုံကတော့အမှန်တိုင်းပြောရင်ဘယ်လိုပြောရမလဲအရင်ချစ်လို့အရင်မုံသွားလေတစ်စက်လုံးပါလုံးဝမဖြီသွားဘူးအဲ့လိုအဲ့လိုအဲ့ဒါတော့လေးစားရတယ်ဘာလို့လဲဆိုတော့တချို့အတိုင်ဆိုကြောက်တယ်လေဖြီဖြီပေးဖို့တောင်းဆိုပါဒီနေ့တအားလာတာပဲ။ကျမရှင့်ကိုလက်ထပ်ပါမယ်လို့ကျမပါဇက်ကတခုံးမှမပြောရသေးဘူးကွာမြတ်ဆန်။ ပြီးမှနေနဲ့ငါနဲ့တွေ့မယ်။မရှင်လောင်းလာဝဲတာ။မရှောင်းနိုင်ဘူး။ငါသားရောင်းကုန်ပစ္စည်းမဟုတ်ဘူး။ကျောင်းစဉ်ကြီးမားတယ်ပထမဆက်တည်းပထမဆက်တည်းပထမဆက်တည်းညနေမြင်ချစ်ခင်ပါစီပြည့်啊တယောက်နဲ့တယောက်ကျောင်းစဉ်ကကြီးကျောင်းစဉ်ကြီးမားဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်ရှူတင်မှာလဲအဲ့လိုမျိုးမခေါ်မပြောလဲမရှိဘူးတော့ရိုက်ပြီးကတ်ဆိုရင်နှစ်ယောက်စကားပြောတယ်ဘာပြောပြီးခွေးနေတာပဲရိုက်ပြီးဆိုရင်ကြောက်ဆိုအဲ့ရင်ဂိမ်းနေပါပြီစော့နေသေးတာ စ်စီတယ်ကျွန်တော်မနေ့မိုးလင်းဆိုရင်ကျွန်တော်တို့အကုန်လုံးလောက်ရတဲ့ကိစ္စတကားလုံးအားကျွန်တော်ညော်လည်းမဟုတ်တကားလုံးလောက်ရတဲ့ကိစ္စအာမိတ်ကတကားပါရင်းကတကားလုံးပါရင်းကတကားလုံးလုံးဝလူတွေအကုန်လုံးကျွန်တော်တို့အဲ့ကိစ္စကိုအဓိကလုပ်ရပြီးတော့ညီမလေးကပို့ပြီးတော့တော့အသားပြူစွန့်လာသူမိတ်ကလည်းသိမှုဆွဲအဲ့ဒါကိုသူတော်တော်လုပ်ရတယ်မေကအမြဲကွက်တာဆိုကိုယ်အသားအဖြူတော့လေကိုပြန်ပြန်ပြက်ပြက်ဝါပြက်ပြက်ဝါအညိုပြက်ပြက်ဝါလေးတော့ပြန်ပြန်ပြက်ပြက်ဝါသူအဖြူကပြန်ပြန်တက်တာ အာညိုပြန်ချရပြန်တကက်နဲ့တကက်မှာအညိုတွေပြန်ပြန်ချရပြန်ရောအဲ့လိုအဓိကကလေဒီဟာဟိုပုံမှန်မြင်နေတွေ့နေကြအချစ်ကမဟုတ်ဘူးဆိုချစ်ချင်းကြောင့်ဖြစ်ပေါ်လာတဲ့အမုန်းတွေပေါ့နော်အဲအဲ့ဒါတွေဆိုတော့ပြီးတော့ဒရာမာလဲဒရာမာပြီးတော့ traditional ပေါ့နော်ဆိုတော့ဇက်လေးကလည်းအရန်ကိုစမ်းတယ်ပြီးတော့ရိုးရိုးလေးနဲ့စမ်းတာပေါ့နော်အဲ့တော့ရိုက်ရိုက်ခွင့်ရတာပဲအကုန်လုံးပါမိမတယောက်ရဲ့အမုန်းထက်ယောက်ျားရဲ့အမုန်းလဲပြင်းပါလေအမုန်းကတော့မှန်တိုင်းပြောရင်ဘယ်လိုပြောရမလဲ အရန်ချစ်လို့အရန်မုံသွားလေအဲ့လိုပေါ့အဲ့လိုတော့မုံအဲ့လိုမုံမုံတဲ့ဟာတော့မရှိဘူးဒါပေမဲ့တစ်စက်လုံးမှာလုံးဝမဖြစ်သွားဘူးအဲ့လိုအဲ့လိုအဲ့ဒါတော့လေးစားရတယ်ဘာလို့လဲဆိုတော့တချို့အတိုင်းဆိုကြောက်တယ်လေဖြီဖြီပေးဖို့တောင်းဆိုမှာပဲဒါပေမဲ့မဖြစ်သွားဘူးမဖြစ်ဘူးရရတဲ့အကွာအေးစီရရရချဲလက်မယ်တဲ့ဆိုပြီးတော့ဒါပေမဲ့မိုက်တယ်မိုက်တယ်တဲဟုတ်ကြည့်ပြီးကြတဲ့အထက်လေးဒီမှာအဲဟိုပါတော့မမမြရရောဒီ အဖွားတွေရောဒီအကုန်လုံးဝဲတိလာတယောက်ထဲကောင်းတာမဟုတ်အကုန်အကုန်အကုန်လုံးနေရာအဲ့လိုအကုန်လုံးကလည်းပို့တာပြီးဥစင်မာရေရောပြီးတော့အကုန်အကုန်အကုန်ပေါ့နော်ရိုက်ရဥစုံဝင်းနိုင်လဲအဲ့လိုမဟုတ်အကုန်လုံးကချက်စင်ရေတယ်ဟုတ်တယ်စင်းနဲ့အညာတမဟုတ်အဲ့လိုပါတဲ့အချိန်မှာပါသလိုလေးအဲ့လိုအကုန်ပို့ပေးသွားအကုန်လုံးပေါ့နော်အဲ့ဒါဟိုအားလုံးအတွက်ကိုတကယ်အဲ့လိုစင်းနိုင်စင်းနိုင်အဲ့လိုပေါ်လာတဲ့ဟာကြလို့ရှိရင်အိုးကောင်းလိုက်တာအာ နေ့တွေပါအဲ့လိုဝဲအဲ့လိုခံစားရတာပေါ့အဲပီတိဖြစ်တာပေါ့နော်ဘာဖြစ်ဟိုဒီလိုမျိုးဟိုရှင်ပြုအလှူမှာတတောင်းတနေရာနေပါဝင်ပြီးတော့ဒီပြောတဲ့အဖွဲသားတွေရောဒီရှင်တိရွှေရုပ်ရှင်ထုတ်လုပ်ရရောဒီအလှူဟိုပါဝင်ပြီးတော့လှူဒန်းပေးရအတွက်လဲဂျေစုတင်ပါတယ်တတောင်းတနေရာနေပါဝင်ခွင့်ရအတွက်လဲဟိုပီတိဖြစ်ပါတယ်ဟိုကတော့လိုအပ်ချက်ကတော့အများကြီးပါတယ်လိုအပ်ချက်ကတော့အများကြီးပါတယ် အဲလိုဝဲချက်ရှိတဲ့ဟာတော့မပြောတော့ဘူးနော်လိုဝဲချက်ရှိတဲ့ဟာတော့မပြောတော့ဘူးဒါပေမဲ့ကိုယ့်အကူတီကိုယ့်အကူပြင်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဟိုကိုကျွန်တော်တို့ဒီကားကဟိုကျွန်တော်တို့ရှိတာငါးလပိုင်းနှစ်ရက်နေတနိုင်ငံလုံးမှာယူနေပြတာမှာဖြစ်ပါတယ်အဲပြီးတော့ခုနကကျွန်တော်ပြောသူလိုပဲကျွန်တော် tradition နဲ့ပြီးတော့ drama အကြီးစားပေါ့နော်အကျန်းနေလည်းပါတယ်တော်ကီရော ညနေပေးတွေရောအချိုးတွေရောအဆုံမဲပေါ့နော်အဲ့တော့တည်တည်တည်ကြကြလေးကြည့်ပြီးတော့ကျွန်တော်တို့ပါဝင်တဲ့ဒေါသန်အဖွဲ့သားတွေအားလုံးတူတူရောက်ချင်းစီကိုတည်တည်ကြကြလေးဝေဖန်ပေးပါသုံးသပ်ပေးပါလို့နေတာရက်ခံပါတယ်ကောင်းတယ်ဆိုရင်လည်းတယောက်ပဲပြေးပြေးနှစ်ယောက်ပဲပြေးပြေးတင်ပြောပေးပါလက်ဆင့်ကမ်းလို့တော့အထူးမေတ္တာရက်ခံပါတယ်အော်အဓိကအဲ့မို့နော်လက်ထီတာထားအဲ့လိုမျိုးပေါ့ဟိုလက်အပြင်မှာကြောက်နာပါအောင်ကြောက်လို့လေအဲ့လိုဟိုခက်ခက်နာနေတော့လေ အဲ့လိုရှင်းနေရော့သွားတယ်လို့ခံစားရတာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ကိုကနာအကိုပြောသလိုပေါ့ကိုရော့နေရတည်ရဆိုရင်နောက်တစ်ခေါက်ကြာရှင်ပြင်ပြရမှာပေါ့အဲ့လိုကိုအားနေချက်တွေပေါ့အဲ့တကားလုံးကနာပြောသလိုပဲတကားလုံးကဒီအောင်မြင်ဆန်ကြောက်ဖြစ်လာတာလေဟုတ်လို့ဆိုစလေဆုံးကဒီဒီရီဇက်တစ်ခုလောကဒီအောင်မြင်ဆန်ကြောက်ဆိုတော့ဖြီလဲမဖြီသွားဘူးအဲ့တော့အရန်ဟိုကနာပြောသလိုပဲအဲ့လိုမဖြီသွားတဲ့ဟာကိုလည်းချီချွေတယ်တကယ် တော်တယ်ပြီးတော့တစ်ဇက်လုံးကိုလည်းတယောက်ထဲတည်သွားတာလည်းတကယ်လေးစားပါတယ်တော်ပါတယ်ပေါ့ဒီလိုဟာညီမလေးဒီပြောတဲ့ရုပ်ရှင်ကားကြီးမှာအလုံးပေါ့နော်ဟိုကျူးကျူးဆဆနဲ့ဖြစ်ဖြစ်ဆိုထားပါပဲလာရောက်ပြီးတော့အမှတ်ပေးပြီးတော့အကက်ဖြတ်ပေးကြပါဦးလို့ရင်ခုန်စာနဲ့စိတ်လှုပ်ရှားစွာနဲ့မျှော်လင့်နေပါတယ်အလုံးကျေးဇူးတင်ပါတယ်ဗျကျေးဇူးများတင်ပါတယ်